ကြားပေါင်းနဲ့လက်ထပ်ခဲ့ပြီးသားဦးလေးကိုတော့မှမွေးဖွားထားပြီဖြစ်တဲ့ညမဖြစ်သူစီဝိရီတောင်းနဲ့ပတ်သက်ပြီးနှမျောတတဖြစ်မိတဲ့အကြောင်းမကြာခဏပို့စတင်ရေးသားနေတဲ့တရုတ်ဆောင် အေဝေရီတောင်းကိုစီဝိရီတောင်းရဲ့ခင်မွန်တယောက်အနေနဲ့အပြည့်ပြောလာခဲ့တဲ့ကြားပေါင်းမင်္ဂလာပါပရိသတ်ကြီးရှင်အဆိုတော်ကြားပေါင်းနဲ့စီဝိရီတောင်းတို့ကတော့ပရိသတ်တွေကိုတရားဝင်အသိပေးပြီးတော့လက်ထပ်ပေါင်းသင်းနေထိုင်နေကြတော့အခုဆိုရင်တော့သားလေးတယောက်ကိုတော့မှအောင်မြင်စွာမွေးဖွားပြီးခဲ့ပြီပဲဖြစ်ပါလေ အစောတော့ကြားပေါက်ဟာပထမအိမ်အောင်ရှိခဲ့ပူပြီးသမီးနှစ်ယောက်ပိုင်ဆိုင်ခဲ့ပူတဲ့ဆိုပေမယ့်ပထမအိမ်အောင်နဲ့စိတ်တဘောထားချင်းမတိုက်ဆိုင်လို့ကွာရှင်ပြီးတဲ့နောက်မှာဆွေးဝီတောင်းနဲ့လက်ထပ်ခဲ့ပြီးအခုလိုတားယောက်ကြားလေးတယောက်ကိုမွေးဖွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်အစောတော့ကြားပေါက်ကဒုတိယဇနီးဖြစ်တဲ့ဆွေဝေရီတောင်းတဲ့တားလေးအပြင်ပထမဇနီးနဲ့ရတဲ့တမီလေးနှစ်ယောက်ကိုလည်းအဆဆရရလိုလေသေးမရှိဖခင်ကောင်းတယောက်အနေနဲ့ရောခင်မွန်းကောင်းတယောက်အနေနဲ့ပါအရာရာဖြစ်စည်းပေးနေကြတာလည်းဖြစ်ပါတယ် ဒါပေမဲ့ဆွေးဝေးရီတောင်ရဲ့အမဖြစ်သူတရုတ်ဆောင်အေးဝေးရီတောင်ကမကြခနာဆိုသလိုညီမဖြစ်သူကိုတနာတယ်ဆိုတဲ့အကြောင်းရေးသားဖော်ပြနေခဲ့တာကြောင့်အဆိုတော်ကြားပေါက်ကတော့ပြပြတသားပြန်လည်တုံ့ပြန်လိုက်တာပဲဖြစ်ပါတယ်။တရုတ်ဆောင်အေးဝေးရီတောင်ကအငငယ်မအိမ်တော်ကြတော့စိတ်အပူဆုံးကအမေပါပဲ။ပြီးတော့ကိုရီပေါ်လီထမင်းအိုးခလုတ်တောင်မနေတတ်တဲ့ညီမကဒံပေါက်တောင်ဖောက်တက်နေတယ်ဆိုပဲ။အိမ်မှာတပြက်စီးတစ်ချက်မလဲခဲ့ရတဲ့သူကတအိမ်လုံးတာဝန်ယူနိုင်တဲ့လေ။ အဝတ်ဆိုရင်လေပြီးလို့တဲကအထက်လိုက်ထဲကရွေးရတဲ့ကလေးကအင်ကြီးတွေအထက်လိုက်တောင်မိဘူးတိုက်နိုင်နေပြီတဲ့မုံအစုံပါလှုပ်တက်သေးတာတဲ့ကိုကြရတော့ဝမ်းသာရမလို့ဝမ်းနေရမလို့ပါပဲအင်းပေါ်လီအရာရာကပြောင်းလဲတတ်ပါတယ်ဆိုပြီးတော့အေဝီရီတောင်ကသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေရေးသားဖော်ပြခဲ့ရအောင် အဆိုတော့ကြားပေါက်ကလည်းသူရဲ့ဇနီးဖြစ်သူကိုမကြခနာဆိုသလိုတနာရယ်ဆိုတဲ့အကြောင်းပြောနေခဲ့တဲ့မအေးတန်းကိုအဲဒီလောက်တနာဆရာကောင်းနေလေနင့်လိုမျိုးခရိုနီနဲ့ယူခိုင်းလိုက်လေတခါလဲမဟုတ်နှစ်ခါလဲမဟုတ်ဒီစကားတွေလာလာပြောတဲ့ဆိုပြီးတော့သူရဲ့မိုင်းကြီးကနေပြန်လဲတုံ့ပြန်ခဲတာပဲဖြစ်ပါတယ် တယောက်ဆောင်ဧဝီရီတောင်းဟာညီမအငယ်ဆုံးလေးဖြစ်တယ်လို့အိမ်မှာပိုးလို့ဥထားခဲ့တဲ့ညီမလေးကအိမ်အောင်ကြတဲ့အချိန်မှာခလေးနှစ်ယောက်အဖေနဲ့အိမ်အောင်ကြခဲ့တယ်လို့အိမ်မူကိစ္စတွေကိုလည်းလက်မလဲအောင်လုပ်ကင်နေရတဲ့အတွက်တနာမိတယ်ဆိုရဲ့အကြောင်းပြောလာခဲ့တာဖြစ်ပါတယ်။ မအေးတောင်းကတော့မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတထေးလို့တောင်ပြောလို့ရတယ်။ Remax မြန်မာကုမ္ပဏီရဲ့ Chrony တထေးကြီးတဦးနဲ့လက်ထပ်ထားတာကြောင့်ချေမွေးမိမလောင်လက်မွေးမိမလောင်ဘဝကိုအေးချမ်းချမ်းဖြတ်သန်းနေရတဲ့အတွက်မြန်မာဖြစ်သူရဲ့အိမ်အောင်ဘက်ရွေးချယ်မှုအပေါ်အမလို့အမရဖြစ်ခဲ့ရတာလည်းဖြစ်ပါတယ်။